မင်္ဂလာပါရှင်ကိုစီတင်းတစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာထမန်တန်ကိုရဲ့စောရမင်းကောင်နဲ့ဗာကြီးမုံနဲ့မကြီးအောင်ဆိုတဲ့စနန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ချိန်ခါမဟုတ်ဘဲမိုးဝရွာသွန်းနေတယ်မင်းကောင်တို့၃ယောက်ကတောင်ငူမျိုးကနေထွက်လာခဲ့ကြပြီးမျိုးငယ်လေးတွေကိုဖျက်ဆီးပြီးတော့ပြင်မနာမျိုးစီကိုရောက်ခဲ့ကြတယ်မျိုးကတော်ဦးစီပင်တာယာလုံးနေမင်းကောင်တို့လေမျိုးပြရဲ့အခြေအနေရရက်ကို ရောက်တုံးရောက်ခိုင်းလှည့်လည်ပြီးကြည့်မိတယ်။တီးညာမျိုးပြားရဲ့ခိုင်မာတဲ့အခြေမြစ်တွေကိုကြည့်ရှုပြီးတမိုင်းကြောင်တည်နိုးလာတယ်။ဒီအတွက်မေးမြန်းကြည့်ဖို့ရာအစဉ်ပြေနိုင်လောက်မဲ့လေကန်လူတွေကိုရွေးချယ်ကြည့်မိတယ်။မေးလဲမေးမိကြတယ်။တော်တော်များများအလုံးမရှုံလို့လားတကယ်ပဲမသိတာလားမပြောတတ်မသိဘူးလို့ပဲပြောကြတယ်။လေးငါးဆယ်ယောက်မကမေးမိလို့အဖြစ်ကိုမရတော့မင်းကောင်တို့လည်းလက်လျှော့မင်းတို့တွေးမိတဲ့ချိန်ဖြက်သွားဖြက်လာရင်နဆုံတပြားကြားမိရဲ့လူတယောက်က သူ့တို့နားကိုရောက်လာတယ် ။နောင်ကြီးတို့ခေါ်တန်ကြောင့်မင်းကောင်တို့လှည့်ကြည့်တယ်။တစ်ဖက်ကလူဟာရီရီမှုမှုနဲ့သူတို့ကိုကြည့်နေပြီးခင်များတို့ခုနဒီမြို့ကြောင်မေးနေရကြားမိလို့မင်းကောင်တို့ဝမ်းသာသွားတယ်။ဒေသန်သားဘဝသူတအဖြစ်ရောက်တုံးရောက်ခိုက်သူတို့မှတ်သားသွားကြင်ကြတယ်။ဟုတ်တယ်ဗျ။ဒါပေမဲ့ဒီကလူတော်တော်များများမသိကြဘူးလို့ပဲပြောနေကြတယ်။ဟုတ်မှာပေါ့။သူတို့တွေကအထူးအလွမ်းတာဟုတ်တကယ်ဆိုရင်ကုမျိုးအကြောင်းတော့ကုသိသိနေမို့လားဒါပေါ့ဗျာဒါပေါ့ ဥပဒေအားပြောတယ်တရားခိုင်တာတော့ဝမ်းသာအားရနေဒီလိုပြောပုံရဒီကတော့ကြည့်ရတော့သိရထင်းနေနော်တဖက်သူကရှိတယ်ကျုပ်လည်းမသိဘူးဗျဒါကြောင့်ကျုပ်ကိုယ်တိုင်လည်းငထူငါအဖြစ်သတ်မှတ်ထားရင်ဟောဗျာမင်းကလို့ရေရခန့်ငိုရခန့်တဖက်သူကဆက်ပြောတယ်ဒါပေမဲ့ဒီမျိုးအကြောင်းသိတဲ့သူရှိတယ်ဗျသူပဲမှနေလဲဆိုတာကျုပ်သိတယ်ဟုတ်လားဒါဖြင့်လည်းလမ်းညွန်ပေးစမ်းပါဦးဗျာလမ်းညွန်ရုံနေမဟုတ်ဘူးလိုက်ပါပို့ပေးဦးမယ်ဒါဆိုရင်တော့ပို့ကောင်းတာပေါ့ဗျာ လိုက်ဖို့ကတော့နှစ်ရူပီပေးရမယ်နော်။ဟာအခကြီးနေလား။မင်းကောင်တို့အံဩစွာမေးမိတယ်။အခကြီးနေပေါ့ဗျ။ဘာလို့လဲ။ခင်ဗျားတို့ကမပေးနိုင်လို့လား။ပေးနိုင်ပါရဲ့ဗျာ။ဒါပေမဲ့စေတနာတည်တံ့နဲ့ကုညီရဲ့ထင်တာ။စေတနာကောင်းရင်ကံကောင်းနေလို့သူ့ကြားဘူးလေ။ဒါပေမဲ့ဗျာလက်ရှိအခြေအနေမှာတော့စေတနာဆိုတာဝမ်းရည်လောက်အရေးမပါတော့ဘူး။ပြီးတော့သူတို့နေရာတွေကဒီနေ့နေနေလှမ်းနေ။ဥပါသူဆက်မပြောတော့ဘူး။နှစ်ရူပီထုတ်ပေးတယ်။ ကဲလိုက်ဖို့ကြည့်တော့လိုက်ခဲ့ကြဗျာဒါနဲ့ခမညာနမယကျုံနမယကံမြင့်နဲ့ကံမြင့်ဆိုတဲ့လူကသူ့နမည်ပြောပြီးတာနဲ့ရှေ့ကနေလှမ်းထွက်သွားတော့တယ်မင်းကောင်တို့နောက်ကလိုက်ခဲ့ကြတယ်စိတ်ထဲမကြည်မလင်ဖြစ်သွားရတော့ကံမြင့်ဆိုတဲ့လူတော့စကားမပြောပြကြတော့တနည်းအားရောက်တော့ရှေ့ကသွားနေတဲ့ကံမြင့်ကဘိမုံတဲစီကနေဘိမုံအများပြားဝင်းဝဲတယ်ပြီးတော့ဘိမုံထုတ်ကိုကင်ပြီးလမ်းအတိုင်းဆက်သွားတယ်တော်တော်ကြာကြာသွားပြီးတော့ မျိုးရဲ့စွန်ဘက်နေရာကိုရှောက်လာတယ်။နေရာငွေတက်ကမျိုးပြရိတ်စီမှာပဲဆိုပေမဲ့တတိယချားဆန်လာတယ်။နေရာတိုင်းမှာကလေးတငယ်တွေရှိနေတယ်။နေရာတိုင်းမှာအဆုပ်ပြက်အမိုက်ပုံတွေရှိနေတယ်။ကံမြင့်ကိုမြင်လာနဲ့ကလေးတွေကစူဝေးရောက်လာတယ်။ကလေးတွေကတော်များတော့ကံမြင့်ကကဲဒီနေ့တော့မင်းတို့အတွက်ဘိန်းမုံပါတယ်ကွာ။ယူကြစားကြ။ကလေးတွေပြောင်းရှင်ပြီးရေကနေအော်ဟစ်ကြတယ်။ကံမြင့်ကရင်မောပြုံးရွှင်စွာနဲ့ကလေးတွေစီကိုဘိန်းမုံဝေပေးတယ်။ ကလေးတွေအလုံးနှီးပါဝေပြီးတဲ့ချိန်ဘင်းမုံတစ်ခုကိုခြင်ပြီးကလေးတွေကိုကြည့်ပြီးတော့ဗမုံဘယ်မှာတော့ကွဟိုဘက်ကကံမှာငားပြားနေရဲ့ကိုကြီးကံအော်အေးအေးသွားသွားမင်းတို့သွားကစားတော့ကျမဖြစ်နဲ့နော်ဟုတ်ကဲ့ပါဗျကလေးတွေပြေးထွက်သွားတော့ကံမြင့်ကရက်ကြည့်နေတဲ့မင်းကောင်တို့စီကိုရောက်လာတယ်။တောင်ကြီးတို့ရေဗမုံစီကိုသွားစုကံမြင့်ကချိန်လန်းစပြီးမေးမင်းကောင်တို့ကရှက်နေမြဲရှက်ရင်ခမရဒီကိုအမြဲလာနေကြလားဒါနေကြမဟုတ်ဘူးဗျတုတ်ကဒီမှာပဲနေတာဟင် ခမရဒီမှာနေတာဟုတ်လားဟုတ်တယ်လေဘာလို့လဲဒါနဲ့များဗျာခမရနေတယ်နေရပါလို့အစော့ရပြောရောပေါ့ဩစကားမဆက်မိလို့ပါဗျာသူကဒီကနေပြီးတော့ညထဲမှာအလုံးလုံးတယ်လေကဲဘာမှုစီကိုသွားစုကံမြင့်ရှေ့ကနေသွားတော့မင်းကောင်တို့နောက်ကလိုက်ခဲ့တယ်တေးရဲလို့တော့မမြင်နိုင်တဲ့နေရာလေးကြားနေဖြတ်တန်းပြီးတစ်ဖက်ကကံမောင်စီကိုတက်ကြရတယ်ကံမောင်တိုင်းဆက်တက်လာတော့တနည်းအားတစ်ပင်ရိတ်အောင်မှာငါးများတဲ့တစ်ချောင်းနဲ့ငါးများနေတဲ့ သက်80ကျော်ရွယ်ဖို့တယောက်နဲ့လုံမချုံမလှပတဲ့သက်18နှစ်နောက်ပဲရှိဦးမယ်မိမငယ်တယောက်ကိုတွေ့ကြတယ်။အဲ့ဒါဘာကြီးမဟုတ်မေ။ तू ကဘုဟုသုဒ္ဓအရာတော်ဆုံးနေတယ်။ခမရုသိကျင်တာတွေသူ့စီကိုမင်းလို့ရတယ်။သူနဘေးကမိန်းကလေးကမကြည့်အောင်နဲ့။ဘာကြီးမုံရဲ့တူရီတော်မြေးမာလေး။မကြည့်အောင်ကမျက်စိမမြင်ဘူး။လှတာတော့တိတ်နာတယ်။ပြန်မြင်ပြောတော့မင်းကောင်တို့စိတ်မကောင်းဖြစ်မိပြီ။မိန်းကလေးကိုလှမ်းကြည့်မိတယ်။ပန်းနူရောင်ပိတ်ဆငယ်ကို ခေါင်းမှာတိုင်ပြီးစီးထားတဲ့မိမငယ်ရဲ့အသွင်ကတကယ်ကိုနှစ်လူပွဲအချင်းတွေနဲ့ပြည့်စုံလို့နေ။ကံမြရရှိဆက်လန်းတော့မင်းကောင်တို့လည်းနောက်ကလိုက်ကြတယ်။သူတို့နားကိုရောက်ချင်မကြည့်အောင်စီးကြိုးပြီးအခုကံမြရောက်လာပြီလား။အေးရောက်ပြီမကြည့်အောင်ဒီတစ်ခါဘယ်ကဘလို့ကြိုတိနေရပြန်လားလဲ။ကံမြပြောတော့မကြည့်အောင်ရှိတယ်။တိတာပေါ့မကြည့်အောင်စီမှာတာမန်မျက်စိမဟုတ်တဲ့နှမျက်စိရှိတယ်လေ။ဧည့်သည်တွေလည်းပါလာတယ်မို့လား။ကံမြရရှိပြီး မကြီးကိုရှုံရှုံဆဆကြည့်ပြီးတော့မကြီးုံရဲ့အထောက်တုံများလာသွားခဲ့ပြီထင်တယ်။အမှန်ပါပဲ။ကံမြင့်နဲ့မကြီးုံတို့ပြန်လည်ပြောရင်ရှင်မောကြတယ်။မင်းကောင်တို့ကရှင်မောနေရဲ့မကြီးုံကိုအမှတ်တမဲ့ငေးကြည့်နေမိတယ်။ဒီခိုက်ပါကြီးမောကကံမြင့်ကိုလှည့်ကြည့်ပြီးဘောက်ကံမင်းလောအားကတွေနဲ့မုံနေဝဲလာပြန်နေစို့။ဟုတ်ကဲ့ပါကြီး။ထုံးလေးတို့ကိုကြွေးခဲ့လိုက်တယ်။ပါကြီးနဲ့မကြီးုံတို့တော့တခုစီယူနာခဲ့တယ်။မင်းနဲ့ကိုယ်ကုန်ကြရှာလို့ အဲ့လိုတော့ဘယ်ဟုတ်မလဲပါကြီးရဲ့တရားကလေးတွေကိုသူကတန်ရုံးစင်ရှိနေလို့ပါ။ဘာကြီးမဟုတ်ဘာမှမပြောတော့ဘူး။ကံမြင်လဲဘာဆက်ပြောရမယ်မသိတော့ငြိမ်သွားတယ်။မင်းကောင်တို့ကပူဆိုးပေါ့။ဒီအချင်းကြီးကိုမကြည့်အောင်ဝင်ထိန်လိုက်တယ်။ကုကံဧည့်သည်တွေလည်းပါလာရေးဆို။ဘာအတွက်ကြောင့်ရောက်လာကြတဲ့သူတွေလဲ။အော်ဟုတ်သားပဲ။ဧည့်သည်တွေကဘာကြီးစီကိုလာကြတာ။ကျုပ်စီကိုဘာကြီးမောင်ကမင်းကောင်တို့ဘက်ကိုကြည့်တယ်။ဘေးရများလဲကွယ်။ဘာကြီးမောင်ဆက်ပြီးတော့စကားရပါဘာကြီး။ခီးသွန်းရဲ့ပြန် ဒီမြို့ကိုရောက်တော့လူစီကားနေရမလို့မြို့အကြောင်းစိတ်ဝင်စားမိလို့ပါပါ යි အင်းဒီမြို့အကြောင်းကစိတ်ဝင်စားမိဆိုရင်လဲစိတ်ဝင်စားလို့ရလေရဲ့စိတ်မဝင်စားဘူးဆိုရင်လဲစိတ်မဝင်စားလို့ရလေလေဘာကြီးစကားထူးဆန်းလိုက်လားဘလို့ကြောင့်တော့ပြောပြပါဦးဒီမြို့ဗမာပြည်မြေလက်ထက်တည်းကဥရွှေတုပ်ဦးစီးတဲ့လူကိုကစင်းတို့တော်ကိုစုနေတူစတဲ့တီထောင်နေနေကျန်းလို့ခေါ်တယ်နေကျန်းစနေမြို့ထဲမှာ အစီကားဆုံးမျိုးလို့သတ်မှတ်တယ်။ပြင်မနာပြင်မနာဆိုပြီးခေါ်ကြတယ်။ပြင်မနာနေစပြီးတော့ပြောမယ်။ပြင်မနာဆိုတာတော့တောင်ကိုအုပ်စိုးတဲ့ကရင်ပသာသမီမထွန်းကားလို့ရင်းမဆိုရဲကရင်မလေးကိုမွေးစားလိုက်တယ်။ရင်းမအရွယ်ရောက်တော့လေသမားတယောက်နဲ့ခူးရလိုက်ပြီးကရင်ပကဒေါသထွက်ပြီးသူ့ရင်းမတွေနဲ့လိုက်စီရမှာဒီရက်မှာပြင်းမတို့နေကြလို့မိသွားခဲ့တယ်။ဒါကြောင့်ပြင်းမနာပေါ့။နောက်နင်းချန်ဆိုတဲ့နမေကို လက်လိုက်ချောင်းလို့ခေါ်တဲ့လက်လိုက်ချောင်းကိုဝါကျန်ရင်နဲ့ဖြန့်နှင်းပြီးတွားရလို့အဲ့ဒီနမည်တွင်နာလို့သိရတယ်။နေကျန်အတွက်အခြားသောအကြောင်းတွေလည်းရှိတယ်။ထားတော့ဒါဟုတ်ကဲ့နေကျန်မြို့၁၂မြို့ဆိုတာကတော့မဟာတက္ကရာ1214အင်္ဂလိပ်တို့ကဗမာပြည်ကိုဒုတိယကျင်းသိမ်းယူတယ်။အဲဒီမှာကိတုမတိ55မြို့အနက်က12မြို့ကိုခြံပြီးပေးအပ်ရတယ်။နေကြာကြောက်တန်းကိုရင်းနှီးမြို့စီမှာစိုက်ထိုးတယ်။ကျန်ရစ်တဲ့12မြို့တော့ နေတန်းလို့သတ်မှတ်တာပေါ့နေတန်းမြို့ရံတောင်ညူဝါနွေကုန်းလို့ခေါ်တဲ့လေဝေးမင်းမြင်ရှမ်းအောင်မြင်ဘုကမူတစ်တက်တောင်ဝင်းဇေယသိန်းလို့ခေါ်တဲ့အေးလားရွှေမြို့နင်းချမ်းလို့ခေါ်တဲ့ပြင်းမနာနောင်ပြင်းမနာအခုပြင်းမနာဟောင်းပြကောင်းကြည်တော်ကန်နေကြည်တော်ခေါမတွေပေါ့ဒီမြို့တွေထဲမှာမှနင်းချမ်းမြို့ကလူသူစီကားတော့မယ်နောက်ကမှမြင်းချမ်းတဲ့နင်းချမ်းအင်းလေးတပ်ပုံမှာစင်တူနေတဲ့အတွက်ကြောင့် စပေးစာယူကိစ္စတွေမှာလွှဲမှားကြရတယ်။ဒါကြောင့်နင်းတန်းကနေပြင်မနာလို့နမည်ပြောင်းလိုက်တယ်။မြို့စီမှာအင်္ဂလိပ်ယုံတွေအခြေစိုက်ကြတယ်။ဒါပါပဲ။ဘိုင်းမုံကပြင်မနာမြို့အကြောင်းညီကုန်းချုံလိုက်တယ်။ထူးထူးရဲ့တမန်ကြောင်ရှိသေးနာပါ ਈ ။ရှိတော့ရှိမှာပေါ့။ဘိုင်းမုံမတင်မကြဖြစ်တယ်။ပြီးတော့တပြင်းရှိချလိုက်တယ်။ဘိုင်းမုံကိုကြည့်ရတာစိတ်မကောင်းစရာတမန်ကြောင်တစ်ခုအတွက်နင်းနေနေပုံမေး။လူကဲခဲမညံ့ကြတဲ့ဥပထူးတို့လေဒီအတွက်ကြောင့်ထပ်မမေးတော့ဘူး သိကျင်တာလဲသိပြီးပြီဆိုတော့ဘိုင်းမုံအတွက်ကိုငွေချူကာရဝပြုတ်ခဲ့ပါရစေ။အေးသာဓုသာဓုသာဓုဥပဒုကိုထပ်ပြန်ခဲ့ကြတယ်။သုံးယောက်လုံးရဲ့စိတ်ထဲမှာ ကုမျိုးရဲ့အကြောင်းကိုပြောပြသူဘိုင်းမုံတယောက်ဂုံယူကြည်ပြတ်ဟန်မရှိတာကိုတတိထားမိပြီးတွေးမိနေကြတယ်။ဘိုင်းမုံပုံစံတမျိုးပဲနော်။အေးဟုတ်တယ်။တစုံတစ်ခုအတွက်ကြည်ကွဲဝမ်းနေနေတယ်လို့ပဲ။သူ့အတိတ်မှာဒီမျိုးနဲ့ပတ်သက်ပြီးတော့အကြောင်းတစ်ခုခုရှိနေလို့နေမှာပေါ့။ ဒီလိုပဲဖြစ်မှာပါသုံးလောက်သားစကားပြောရင်းထွက်လာတော့နောက်ကနေခြေတန်ကြားရတယ်လှည့်ကြည့်တော့ကံမြင့်တယောက်သူ့လိုနောက်ကိုပြေးလိုက်လာတာမင်းကလို့ရက်ဆောင်လိုက်ကြတယ်ကံမြင့်အနားကိုရောက်လာတော့ရည်ရွှင်နဲ့မျက်နှာထားနဲ့ကဲဘလို့လဲနောက်ကြည့်ဟုတ်ကြားကျင်သိကျင်တာတွေသိခဲ့ရပြီလားတိခဲ့ရပြီဆိုတော့တန်တော့ကပြန်ဖြေတယ်နောက်ကြည့်လို့သိကျင်ရသိခဲ့ရတဲ့ဆိုတော့ကျုံလဲဝမ်းသာမိပါတယ်ဗျအင်းအမရလူကြည့်ရတာဘိုင်းမုံရဲ့ပြောတွေပုံစံတွေကြောင့် စိတ်ထဲစလုံးစနစ်ဖြစ်နေတယ်ထင်တယ်။ဘိုင်းမောင်ကအဲ့ဒီတိုင်းပဲဗျ။တကယ်တော့သူ့ဘဝတိတ်မှကြေကွဲစရာရင်းနဲ့ပြည့်နေနေခဲ့တယ်ဗျ။ဘလို့ကြောက်လဲ။တန်တော့ကဝင်ပြီးတော့ဒီအကြောင်းတွေပြောမယ်ဆိုရင်တော့ကျုပ်တို့အေးအေးလူလူရှိမဲ့တနည်းအောင်သွားမှထင်တယ်။နှုတ်ပြီးပြေးရအောင်မလား။ကံမြင့်ကစကားခေါ်တယ်လို့ပြောတာကြောင့်တန်တော့ကရှေ့ကနေစကားပိတ်ပြောတယ်။ကံမြင့်ကရှိပြီးမပြေးရပါဘူးဗျာ။ခုနကနှုတ်ပြီးတောင်းနေဆိုတာကလေးတွေကိုမဝယ်ကြည့်ဘူး။နည်းနည်းလူနေလို့ပါ။ ခမရအဲ့ဒီကလေးကိုအမင်းဝေကျွေးနေကြလားမင်းကဝဝေမိတယ်ဟုတ်တယ်ဒီကလေးတွေကဘိုင်းမုံဝေးစားထားတဲ့မိဘမဲ့ကလေးတွေလေသူတို့လေးတွေအတွက်သူကအမင်းနဲ့ဝေကျွေးပြစ်တယ်ကံမြင့်စကားကြောင့်မင်းကောင်တို့ဘိုင်းမုံရဲ့နောက်ကျောင်းကိုပို့ပြီးတော့တိနို့လာခဲ့တယ်ကိုကံမြင့်ဘိုင်းမုံကျောင်းတုတ်တူပြောပြဗျာခမရတို့သိကျင်နေတာပဲဗျာဘိုင်းမုံစီကတိခင်ရရဲ့အရာတွေကနေပါတော့နှစ်ရူပီးတန်မှာမဟုတ်ဘူးဒီတော့တန်ရတန်ကြီးဖြစ်အောင်သူပြောပြပါမယ် ဘိုးကားတော့ကြောင့်သိကျင်တာမဟုတ်ပါဘူးမောက်ကမြင့်။ကံမြင့်ချက်ချင်းပြပြတနေဖြစ်သွားတယ်။တောင်းမှန်ပါလေဗျာ။သူ့စကားပြောလောသွားတယ်။ထားပါတော့လေ။ကဲပါဗျာ။တရားနေဟိုဘက်နားမှာကံရှိတယ်။အဲ့ဒီနေပြီးမှပြောပြပါမယ်။မင်းကောင်တို့ကံမြင့်ခေါ်ဆောင်ရအောင်လိုက်ခဲ့ကြတော့တယ်။ငမုံဆိုတာနေကျန်12မြို့အပိုင်စားရတဲ့နေစားမင်းရဲ့အမှုရမ်းတယောက်။သူ့ထမ်းရွေးရတဲ့အမှုကပြစ်သားတွေကိုတုတ်တဲ့ကုမြက်ရတဲ့အာနာဘကွက်သားအလုပ်ရဲ့ ဒီအလုကသူတို့မျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာရနေအခုငမုံရဲ့လက်ထက်ကိုရှောက်လာတယ်ငမုံကဒီအမှုကိုလုပ်လို့သူမဟုတ်ဘူးဒါပေမဲ့ငင်းဆန်မှုအခွင့်မရှိနေတော့လုံဆောင်ရတယ်တချိန်တစ်ခါမှာတော့သူကအပြစ်သားဖြစ်တဲ့မင်းညူဆိုတဲ့မင်းမပြူတယောက်ကိုတုတ်တင်မှုဖြစ်လာတယ်တုတ်တင်မင်းနေ့မှာမြင်မိတဲ့မင်းညူရုတ်တရက်သူဆွဲလန်းသွားမိတယ်မင်းညူကလည်းသူ့လိုပဲဒီလိုအရေးကြောင့်ငမုံကမင်းညူဥပေတမင်းတုံးပြီးလူမြောက်စေလိုက်တယ် နောက်တော့သူကိုယ်တိုင်လည်းအဲ့ဒီနေရာစွန့်ခွာပြီးမင်းညူနဲ့အတူတောနေတစ်ခုမှာစက်မြုပ်နေထိုင်ခဲ့တယ်။ညနှင်းဆိုတဲ့တမီးလေးတယောက်ထုံးလာတယ်။ညနှင်းလေးကအရွယ်ရောက်လာတော့တိတ်ကိုလှပလွန်းနေ။ငမုံနဲ့မင်းညူကလည်းညနှင်းကိုအလွန်မင်းချစ်ကြတော့လူလီသိမရှိအောင်ထားကြတယ်။ဒီလိုနဲ့ညနှင်းလေးအိမ်တော်ရဲ့သားပြုအပ်မဲ့ရက်ကိုရောက်လာတယ်။မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့ချိန်နေစာမီးရဲ့ရေမက်တွေရုတ်တရက်ရောက်လာပြီးငမုံနဲ့မင်းညိုဖန်စီခေါဆောင်သွားတယ်။မိဘနှစ်ပါးကိုဖမ်းသွားတဲ့ချိန် ညနေတယောက်တည်းမင်္ဂလာပွဲပြည့်တဲ့သရုပ်သမီးဖြစ်ကြံ့ရရတယ်။တစ်ဖက်ကသရုပ်သားနဲ့အတိုင်းဝရလေသူယူမဲ့မိန်းကလေးကအာနာပကွက်သားမျိုးဆက်မှန်တီးခဲ့ရတော့ခါးတီးကုန်ကြတယ်။နောက်ဆုံးတော့ညနေကရွာနီစွန့်ခွာထွက်ခဲ့ရတဲ့အထိပဲတစ်ဖက်ကမိဘတွေဖြစ်တဲ့ငမုံတို့မှာတော့မင်းညူကတေးတန်ပြန်လဲအပေးခံရပြီးငမုံကတော့နှစ်ကာလရှည်နေရလို့နဲ့ထောင်သွင်းအကျဉ်းချလာခံခဲ့ရတယ်။၁၀နှစ်လောက်ကြာတော့ကြောင်ကြောင်ကြောင်ငမုံထောင်တန်းကနေ ြန်လည်းလွတ်မြောက်လာခဲ့တယ်။တေခါရွာကိုပြန်ပြီးအကြောင်းစုံသိရတော့သမီးဖြစ်တဲ့မြနှင်းကိုနေရာနဲ့လိုက်လံရှာဖွေတော့တယ်။ဒီလိုရှာဖွေလိုက်တာငါးနှစ်လောက်ကြာပြီးတဲ့တနေ့မှာတော့ငမုံမျိုးတို့မျိုးကိုရောက်ခဲ့ပြီးမြနှင်းရဲ့တရင်ဆာနာကိုရခဲ့တယ်။မြနှင်းကသမီးမိန်းကလေးတယောက်ရနေပြီးအဲ့ဒီမျိုးမှာပြည့်စစာလို့လောက်ကင်နေတယ်တဲ့။ငမုံမြနှင်းရှိရာကိုမယမကလိုက်ရှာပြီးသွားခဲ့တယ်။မြနှင်းစီကိုရောက်သွားခဲ့တယ်။ဒီအခါရှင်နေစရာမြင့်ခွင်းကိုသူမြင်ရတယ် ညာနေရယောက်ျားတဲ့တိုက်ကြမှာရှိနေပြီးသူရဲ့နှစ်နှစ်အရွယ်ကလေးလေးကိုတော့ကာကွယ်မေ့ပြီးအခင်းလေးတစ်ခုနဲ့အစဉ်ပြေစလို့ချသိမ့်ထားမြင်လိုက်ရတယ်။ကလေးစီမှာမှတ်ချင်တွေအပြည့်ကိုက်ခဲနေတယ်။ငမုံလေးမြင်းလေးအတွက်ရင်းနေရပြီးအပြေးပွေ့ချီပြီးတော့ညာနေတို့ကငမုံကိုမြင်းကုန်တယ်။တမီးညာနေငမုံကတမီးရဲ့လို့ခေါ်လိုက်ပေမဲ့ညာနေကလုံးဝမထူးသူရဲ့အလုပ်ရှင်တွေကတော့တောင်းပန်ပြီးပြန်လှုပ်လိုက်တယ်။ယောက်ျားတွေလည်းမကြည်မချမ်းဖြစ်ကြပေမဲ့ ညာနေတောင်းမန်လူမကတောင်းမန်လို့ပြန်ကုန်ကြတယ်။ညာနေအေးဆက်ဆက်မျက်နှာနဲ့သူ့ဘီငမုံစီကိုရောက်လာတယ်။ပြီးတော့ရှင်တို့လင်မယားကြောင့်ကျမဘဝကျမသက်အလုံးစုံပျက်စီးခဲ့ရပြီ။အခုကျမရှင်တို့သမီးမဟုတ်တော့ဘူး။ဒါကြောင့်အစားလိုချင်နေဆိုရင်ဒီကလေးကိုငွေစားဖို့ခေါ်သွားလေပါ။သမီးဒီကလေးကနင်းချမ်းမျိုးကမြို့ပိုင်ရဲ့သွေးသားပဲ။ကလေးကိုကောင်းစားကြည်ကျင်နေဆိုရင်တော့သူ့ဖေကိုလိုက်ရှာပေးလိုက်ပါ။အမှတ်သားဖြင့် ကလေးရဲ့နေပြီးမှဆွဲထားတဲ့ဆွဲကြိုးလေးကိုပြလိုက်ပေါ့။ညာနေပြောပြရနဲ့ထွက်သွားတယ်။တမီညာနေငမုံတရားမြေးလေးကိုပြေးကြည့်ရင်တမီရဲ့လုံလန့်ခေါ်တားပြီးမေညာနေလုံးဝလှိမ့်မကြည့်ခဲ့ဘူး။အဲဒီနေရာစပြီးညာနေကအခုချိန်ထိမတွေ့ရတော့ပဲပျောက်ဆုံးသွားခဲ့တော့တယ်။ဒါတော့ခမည်းတော်သိချင်တဲ့ဘိုင်းမုံရဲ့အကြောင်းပဲဆက်ပြောရမယ်ဆိုရင်တော့ဘိုင်းမုံကမကြည့်ုံရဲ့အဖေကိုရှာဖွေပေးဖို့အတွက်ဒီမျိုးကိုရောက်ခဲ့တယ်။ဆွဲကြိုးလေးကိုပြပြီးမေတစ်ဖက်ကလက်မခံဘူး။ ပေဖြတ်တဲ့ဆိုပြီးသူတပည့်တွေနဲ့ဘိုင်းမုံတို့မြေးဖို့ဝိုင်းရိုက်တယ်။တန်ရာတွေနဲ့ဘိုင်းမုံကမိဘမေ့သွားတဲ့မြေးနည်းအတွက်မခံစားနိုင်လောက်အောင်ပဲရှင်နဲ့ကြေကွေးရတယ်။ဒီကြားရင်မကြေးုံလျက်ကန်ဆိုးပြန်တော့အသက်၅နှစ်မှပြင်းပြားရနေမျက်စိကွယ်သွားရတယ်။နှစ်နှစ်နောက်ရှိရာတွေရောင်းချပြီးစိတ်ကူပေမဲ့ပြန်ကောင်းမလာဘူး။တဲ့ဒီချိန်မှာဘိုင်းမုံတက်က60ကျော်90နာရီကန့်နေပြီ။မြေးမလေးကိုခွန်ဆိုင်အားဆိုင်နဲ့လှုပ်ကြည့်ဖို့ကမစွမ်းသာတော့ဘူး။ဒါနဲ့သူ့မှာရှိထားတဲ့ နောက်ဆုံးလက်ကျန်ပစ္စည်းတွေကိုထုခွဲရောင်းချပြီးမြို့စုံအဲ့ဒီနေရာမှာအောင်းဆိုင်လေးတည်နိုင်တယ်။ဗိုင်းမောင်ကစေတနာသိတ်ကောင်းနေမိဘမဲ့ကလေးတွေကိုသူ့စီမှာခေါ်ယူမွေးစားတယ်။သူရှာဖွေလို့ရသမျှကိုကလေးတွေစီကိုသူစွန့်နေတဲ့မြတ်ဖြည့်ဆည်းပေးပြီးပြောင်းအောင်ထားပေးတယ်။ဒါတော့ခုနဲ့ရှိဗိုင်းမောင်နဲ့ပတ်သက်တဲ့အကြောင်းပဲ။ဥပါချိုကစိတ်ဝင်စားစရာကောင်းတယ်လို့စိတ်မကောင်းဖြစ်စရာတနာစရာလည်းကောင်းသားပါဗျ။တန်တော့က မကြီးအောင်လေးကတော့အားလုံးထဲမှာတနာစရာအကောင်းဆုံးပဲတန်တို့ကြီးကမကြီးအောင်လေးကိုတကယ်တနာနေတဲ့ဟန်ရှိတယ်မင်းကောင်ကမကြီးအောင်ရဲ့အဖေကဒီမျိုးကမျိုးပိုင်ဆိုတော့အခုလက်ရှိနေသူပဲလားအခုလက်ရှိကဥသိတယ်မကြီးအောင်ဖေကဥထိန်ဝင်းရင်နဲ့မျိုးပိုင်ဘဝကနေအနားယူပြီးရေရရှင်ကြီးဖြစ်နေထိုင်နေတယ်အော်တန်းနေကံမြင့်ဥပတော်ကခေါ်ရှိတယ်ဟုတ်ကဲ့နောင်ကြီးကျုပ်နားမလည်တာတခုတော့ရှိတယ်ဘာများလဲဘာလဲဆိုတော့ကွာ မတီးုံရဲ့အမိမမြနှင်းရပြည်တစားလုံးလုံနေပါရဲ့နဲ့မြို့ပိုင်ဦးထင်လေးတို့မှကြီးုံလေးရဲ့ဖေပါလို့တီနင်းပါလို့ပြောရတာလေဥပါထူရဲ့စကားဆိုကံမြင့်၆ကက်ကဲရှိတယ်ကံမြင့်မင်းရှိပုံကတမျိုးပဲအကြောင်းတော့ရှိမယ်ထင်တယ်တန်တော့ကတတိချက်ရင်ကံမြင့်ကိုမေးခွန်းထောက်တယ်ဒီအရာဘသူမှမသိသေးရဲ့ပြဝချက်တခုပဲရှုပ်စွာဆုံးဘာကြီးမုံတော်မသိသေးတဲ့အရာပေါ့ဘလို့လျှို့ဝှက်ချက်လဲ မင်းအောင်တို့စိတ်ဝင်စားစွာမိကုံးထုံးမိတယ်။ညနေမြို့စီကိုရောက်ပြီးချိန်မှာသူ့မိဘရင်လိုစောက်ရှောက်ပြီးတဲ့ထမင်းရောက်တဲ့လင်မယားစီကိုရောက်ခဲ့တယ်။အဲဒီမှာမြို့ပိုင်မင်းဖြစ်လို့ဖြစ်ခင်ဥထိန်လေးကညနေကိုတွေ့သွားတယ်။ချိန်ချိန်နားရောက်ရင်ခင်မင်းမို့ယူတယ်။ချစ်ကိုယူတယ်။ကာမကိုလည်းယူတယ်။နောက်ဆုံးညနေကိုဝင်ရှိချိန်ကျတော့ဥထိန်လေးကသူ့ရှာလို့တက်မဲ့အရှိကိုထိလိုက်မှဆိုးပြီးဘူးခန့်ညင်းတော့တာပဲ။ညနေရဲ့မွေးစမ်းမိဘတွေကတရားဆွဲဖို့တိုင်ကြတော့ တရင်ဖြတ်တယ်ဆိုပြီးတိုင်ကြားချက်ပြန်ဖွင့်တယ်ပြီးတော့ညဘက်ကြီးစိုင်းဦးမီးရှုလင်မယားနှစ်ယောက်ကိုတတ်တယ်ညနှင်းကိုလည်းအဲ့ဒီညမှာဖမ်းပြီးပြည်တစားပြည်ရောက်ချလိုက်တော့တာပဲဟာရုပ်မှလိုက်တာဒီလူလူလို့တော့ခေါ်ဖို့မသိတော့ပါလားအဲ့ဒီကနေနောက်ဆက်တွဲတွေရှိနေသေးတယ်ဘာတွေလဲတော်မြနှစ်ယောက်ဦးထင်လေးလက်ချက်နဲ့တည်သွားရတယ်ဆိုတာဘလို့ဟုတ်တယ်ဘိုင်းမုံတို့မြေးဖို့ဆိုင်နဲ့လွတ်လိုက်တဲ့အကြောင်း တော်များနေကြတော့ဦးထိန်လင်းပေါ်မုန်တီးရင်ဆွဲစိတ်ကပူမူခါသိလာတော့တယ်။ဒါကြောင့်တော်များနေကဦးထိန်လင်းအိမ်ကိုဝင်ပြီးလှုပ်ကြံမှုကြိုးစားတယ်။ကံမကောင်းလေတော့ဦးထိန်လင်းကတော်များနေကိုဖမ်းမိသွားတယ်။ဦးထိန်လင်းကအဲ့ဒီအချိန်မှာမြို့ပိုင်းဆိုတော့လူတက်သမားရဲလူခေါင်းစင်တက်ပြီးနေရမှရင်တော်များနေကိုတနက်နေ့ပြစ်တက်ခဲ့တယ်။တရင်ကိုတော့ဖုံးကွယ်လိုက်တော့အဲ့ဒီကိစ္စဘယ်သူမှမသိနိုင်ဘူး။ဒီကိစ္စကိုဘာကြီးမုံလို့လားခုထိမသိကြဘူး။တော်တော်ဆိုးရွားလို့နဲ့လူပါလား။ ဒါနဲ့ဘာကြီးမုံတော်မသိဘူးဆိုတဲ့ဒီအကြောင်းမျိုးခမရဘလို့ကြောင့်သိနေရလဲကျုပ်စုံစမ်းထားတဲ့အရာတွေမှုပါပဲခမရစုံစမ်းနေခမရစုံတော့လားကျုပ်ကစုံတော့မဟုတ်ပါဘူးဒါပေမဲ့တန်ရောစင်တရားကြောင့်လက်တုံပြန်မှုကျူးစားနေသူပါအောက်ပြောကျင်တာလေကျုပ်ကဘာကြီးမုံကမွေးစားခဲ့တယ်မကြီးအောင်ကျုပ်နှမလေးလိုတန်ရောစင်ကြီးခဲ့ရတယ်မကြီးအောင်ရဲ့ဘဝကိုသိရတော့မိဘမေချင်းတူဝိမေသူမကိုပို့ပြီးတော့တနာခဲ့ရတယ် ဒါကြောင့်လေသူကလိုက်ပြီးတော့စုံစမ်းနေခဲ့တာပေါ့ကုကဲမြင့်မကြီးအောင်တွေ့ကိုခမရဘလို့ဖြစ်စီချင်းမိနေအရှင်ကတော့မကြီးအောင်တမိဖြစ်လက်ခံပေးရင်ရပါပြီဒါပေမဲ့အခုတော့အဲ့ဒီလူရုံမှာအသေးတက်ချင်စိတ်ကလွဲပြီတခြားမရှိတော့ဘာလို့လဲဆိုတော့ဒီလူကအခုလက်ရှိမှာတခြားမင်းမငယ်တယောက်အိုးတယောက်မဟုတ်ဘူးသုံးယောက်တီးတီးကိုဝင်းနဲ့ပေါက်ပြီးတော့အရာယူထားတယ်ဒီလူအရာယူမှုမှာကျုပ်တီးတဲ့ကလင်းရှိမရတယောက်လည်းပါတယ် လင်ဖြစ်သူကတော့ထောင်တန်းဆန်သွားရပြီဥထိန်လေးကသူ့မရလို့သူ့လင်လှန်နေထူလှုပ်သွားခဲ့တာပဲဒီလူရုပ်မှောက်ဆုံးမဖို့အတွက်ကျုပ်တို့ခမရကိုကူညီနိုင်မယ်ဆိုရင်ကူညီပါမယ်ကိုကံမြင့်ခမရတို့ကဘယ်လိုကူညီနိုင်ပါလဲကျုပ်ကအဲ့ဒီလူတက်ပြစ်ချင်တာဗျခမရသေးစီချင်းတက်ပေးမှာဘောဗျာဒီလိုလူတယောက်လောကမှာမရှိသင့်တဲ့လူဆိုတော့တက်ကိုတက်ပြစ်သင့်တဲ့လူတယောက်ပဲမို့လားမင်းကောင်ပြောတော့ဥပဒုနဲ့တာတော်တို့မင်းကောင်လှန့်ကြည့်တယ် တန်တော့ကမင်းကောင်တစုံတရာလှမ်းပြောဖို့ဟန့်ပြင်းနေဒါပေမဲ့ဥပတော်ကတန်တော့ကိုတမ်းမြင့်လိုက်တယ်ညနေချိန်မိတွေထိန်ကြီးနေတဲ့လူကုန်းတန်းအိမ်စီကိုမင်းကောင်နဲ့ကံမြင့်တို့ညနေဖုံးတွေကိုစီတက်ပြီးချင်းကန်လာကြတယ်မြို့ပိုင်အဟောင်းဆိုတော့ပလိတ်နေငယ်အဆောင်ချက်ရှိတယ်မင်းကောင်ကခြံရဲ့ခြေနေကိုမသိတော့ကံမြင့်ဥဆောင်ရတိုင်းသွားရတယ်ဟေးဘာလို့လဲရှုပ်တရအထင်မှတ်မထားတဲ့အဆောင်၃ယောက်နဲ့ပက်ပင်းတူတယ်ကံမြင့်ကလူကျုံဝင်သွားတော့ အဆောင်တွေလျှဲတဲ့ပြန်ဖမ်းဆီးတာခံလိုက်ရတယ်။မင်းငောင်ချက်ချင်းတုံ့ပြန်တိုက်ခိုက်တယ်။စူညံတန်တွေကြောင့်အခြားနေရာတွေကအဆောင်တွေပါစူဝေးရောက်လာကုန်တယ်။တိုက်ခတ်မှုတွေဖြစ်ကုန်ပြီ။မင်းငောင်သူ့မူဟန်တိုင်းအလင်းမြန်တိုက်ခိုက်တယ်။ရှောင်းနေတိန်းနေခုံနေကန်းနေမင်းငောင်လူလေးငါးယောက်တိုက်ခိုက်တာတော့မရမှန်းတစ်ဖက်ကတိနေတယ်။တရားတန်ကျက်ရပြီးလဲနေတဲ့သူတွေလည်းသုံးလေးယောက်မကတော့ဟဲ့ကောင်ဘီရက်လိုက်စမ်းမရက်ဒီကောင်ဒီမှာတွေ့လားကံမြင့်ကိုတနက်နဲ့ထောက်ပြီးမင်းကောင်အကြက်ကိုင်းနေ မင်းကောင်လှုပ်ရှားမှုထက်လို့ရင်တကယ်ပြစ်မဲ့အသွင်ရှိတယ်။ကောင်းပြီလေ။မင်းကောင်ဓာတ်ကိုချလိုက်တယ်။အဖမ်းခံလိုက်တယ်။သူတို့နှစ်ယောက်ကိုကျိုးနဲ့တုပ်ပြီးအိမ်ထဲကိုခေါ်သွားတယ်။အိမ်ထဲရောက်တော့ဦးထိန်လေးကထိုင်ကုန်တစ်လုံးမှမိမိကြီးထိုင်ပြီးဘယ်ကကောင်းနေလဲ။ပုံစံကြည့်ရတာမန်တကူတွေမဟုတ်ဘူး။လူတက်သမားတွေဖြစ်ဖို့များတယ်။ညနေဖုန်းကိုချုပ်ကြည့်စမ်းကွာ။မင်းကောင်တို့ညနေဖုန်းကိုချုပ်လိုက်ကြတယ်။ဟင်မင်းကဦးထိန်လေးကကံမြင့်ကိုမြင်တော့ ဘလူးတပတ်တကောင်မြင်ရတဲ့အလားပဲကံမြင့်ကဥထင်လေးရဲ့မျက်နှာကိုစိတ်စိတ်ကြည့်ပြီးဟဟပပတ်ရှိတယ်။ဘလူးလေကျုပ်ကသားဖြစ်လက်မခံခဲ့တဲ့ခမည်းကြီးခုတော့ဘလူးလေကျုပ်အဲ့ဒီတော့ပြောခဲ့တယ်။ကြောက်တရားကခမည်းကိုအမြဲတမ်းချင်းချောင်းနေလိမ့်မယ်ဆိုတာ ခမည်းမှတ်ရောမှတ်မိလားဒီတစ်ခါခမည်းစီကျုပ်ရောက်လာရတာအရင်တစ်ခါလိုသားတယောက်ဖြစ်နေမဟုတ်ဘူးတော့ဥထင်လေကံမြင့်ရဲ့စကားတွေပေါ်မင်းကမျက်စိနေသွားတယ်။ကံမြင့်မင်းတို့က ကျုပ်တို့ကသားဖားတွေပဲကိုမင်းကောင်ကျုံလေးမကြီးအောင်လို့ပဲကျုံနဲ့မကြီးအောင်ကဖေတူအမေကွဲမောင်နှမတွေကျုပ်သားတယောက်ဖြစ်နေဒီနူကြီးစီကိုလာခဲ့တယ်ဒီနူကြီးကငင်းဆန်တယ်ရိုက်ပုတ်နှုတ်တယ်အခုဒီနူကြီးရဲ့သားဖြစ်နေကျုပ်လာခဲ့တာမဟုတ်ဘူးဒီနူကြီးရဲ့တေမင်းဖြစ်နေကျုပ်လာခဲ့တာပဲကံမြင့်တောသားလေးမင်းကတိတ်ကိုရင်းစရာကောင်းနေမင်းကိုသားဖြစ်လက်မခံနိုင်ပဲငါ့ကိုမင်းကတတ်မယ်ပေါ့ဟုတ်လားရင်းစရာကောင်းလိုက်တာကွာ ကျုပ်တွင်နဲ့ခမည်းကိုတက်မှာမဟုတ်ဘူး။ဘိုင်းကြီးမုံနဲ့မကြီးအောင်တို့တွင် ခမည်းကိုကျုပ်ကတက်ချင်တာ။ဘာ?ဘိုင်းကြီးမုံနဲ့မကြီးအောင်။အဲ့ဒါဘသူတွေလဲ။ငါသူတို့မသိဘူး။ခမည်းကပြုတ်သူဆိုတော့ဘယ်မှတ်မိမလဲ။လွန်ခဲ့တဲ့၁၀နှစ်ကျော်ကခမည်းရဲရဲဆက်ဆက်ရိုက်ပုတ်လွတ်လိုက်တဲ့မြေးဘူး။မကြီးအောင်ဆိုတာခမည်းကြောင့်ပြည်တစားဘဝရောက်သွားရတဲ့ဒေါ်မြာနှင်းရဲ့တမိပဲ။ခမည်းကိုယ်တိုင်တနက်နဲ့ပြည့်ခတ်တက်ပြက်လိုက်တဲ့ဒေါ်မြာနှင်းကိုတော့ ခမရမမေ့လောက်ဘူးလို့ကြုတ်ထင်းတယ်။ညညနေဥထိန်လေးအံ့ဩမင်းတက်ပြီးထိုင်ကုန်စီမှာပြန်ထိုင်ကြသွားတယ်။ခမရအကုန်မှတ်မိသွားပြီထင်တယ်။ငါအကုန်မှတ်မိပြီ။မှတ်မိရဲ့ဆိုရင်ခမရကြီးတေးပြီးတော့ပြောပြီးတာနဲ့ဘယ်ချိန်နဲ့ကျိုးကို ဖြေးထားလဲမသိတဲ့ကံမြင့်ကဥထိန်လေးစီကိုခုံဝင်ပြီးတိုက်ခိုက်တော့တယ်။ထိန်လေးကအလန့်တကြားနဲ့နောက်ကိုစုတ်လိုက်တယ်လို့နဘေးမှာရှိတဲ့ထိန်နှင်းဘက်ကလူတွေကကံမြင့်ကိုဝင်ရောက်တိုက်ခိုက်ကြတယ်။ မင်းကောင်လေးကျုတ်တုတ်ထမ်းရက်ကနေခုံထားတယ်။လူတရက်လောက်ကိုမြောက်တက်ပြီးပြန်ကြချိန်မှာတော့ဤဆက်ရလူတွေကိုခြေထောက်နဲ့ဝိုက်ကန်တယ်။အိမ်တွင်းမှာတိုက်ပွဲတစ်ခုဖြစ်ပေါ်လာတယ်။အခြေအနေကရိုးရိုးတဲတဲနဲ့အာလုံးရှုပ်ထွေးနေတယ်။မင်းကောင်ကအနီးဝန်းကျင်ကလူတန်းကိုတစ်ချက်ထိတစ်ချက်လဲပြင်အောင်တိုက်ခိုက်နေတယ်။တော်တော်များများလဲကြကုန်ပြီးပြန်မထနိုင်တော့ဘူး။ဒီလိုဖြစ်နေတဲ့အချိန်ရှုပ်တရက်တနက်တန်ထွက်ပေါ်လာတယ်။ကံမြင့်တယောက်ရင်ပတ်ပွင့်ပြီးခွေကနေလဲကြတယ်။ တနက်ပြစ်သူဟာဥထိန်လေငါအသက်ကိုရမ်းလာရှာရင်တော့ပါလေးရှမ်းသူအဖေလည်းရမ်းသူပဲဥထိန်လေးနှုတ်ကနေအယူတယောက်လေးရေရွတ်နေတယ်မင်းကောင်ကံမြင့်စီကိုပြေးသွားတယ်ကံမြင့်မင်းကောင်ကံမြင့်စီကိုလျှောက်ပြီးပြိမယ်ပြန်တဲ့အချိန်ဥထိန်လေးရဲ့တနက်ပြန်ကမင်းကောင်ကိုချိန်ထားတယ်ဒီအချိန်လေးကိုခွင်းပြီးလွင့်ပြန်လာတဲ့တမြောက်တစ်ချောင်းဒီတမြောက်ကဥထိန်လေးရဲ့ရှင်ဘုံနှလုံးနေရာကိုတဆုံးထိုးဆိုင်ဝင်သွားတယ်ဥထိန်လေးစီကညှိတွားတန်ထွက်ပေါ်လာတယ် ရှင်ဘက်မှစိုက်နေတဲ့တောင်းမယုံသင်္ကန်နဲ့ကြည့်နေပြီးတော့အလွန်မင်းခြောက်ချားသွားပုံရပြီးမျက်ပြူးစံပြာဖြစ်ရင်ဒူးထောင်လဲကျသွားတယ်ပြီးတော့နောက်ဆုံးခွန်အားကိုစုစည်းရင်ဘင်းကောင်စီကိုတနက်နဲ့ထိုးချိန်တယ်နောက်ထပ်လူပြန်လာတဲ့ဓမြောင်တစ်ချောင်းဒီဓမြောင်ကဦးထင်လေးရဲ့မျက်စိနားနေခေါင်းနဲ့ထိုးစိုက်ဝင်သွားတယ်ဦးထင်လေးမကြည့်မဆက်ညှိတွားရင်ရှေ့ကိုဟတ်ထိုးလဲကျသွားတယ်မင်းကောင်မင်းကိုထိခိုက်မိသေးလားမင်းကောင်ရဲ့နောက်ကိုရောက်လာကြတဲ့ တန်တော်နဲ့ဥပါတို့မင်းကောင်ခေါင်းရမ်းပြတယ်ပြီးတော့ကံမြင့်စီကိုစိတ်မကောင်းစွာနဲ့ကြည့်မိတယ်မနဲ့လင်းချိန်မြို့တစ်မြို့လုံးမြို့ပိုင်မင်းအဟောင်းဖြစ်သူဦးထင်လေးရဲ့အိမ်ကြီးမင်းလောင်ပြီးလူတွေလည်းတင်နေတဲ့အကြောင်းကိုပြောဆိုနေကြတယ်ဒီအချိန်မြို့စုံဘက်ကတဲစုလေးစီမှာတော့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ကံမြင့်ရဲ့အလောင်းနဲ့နဘီယာတန်မိုးကြီးနဝိရတနာကြီးပါဝင်တဲ့အထောက်တထောက်အဲ့ဒီနားမှာဘာကြီးမုံနဲ့မကြေးအောင်လို့မျက်ရည်တွေနဲ့ရှိနေကြတယ် ဘိုင်းမုံရဲ့လက်ထဲမှာတော့ကံမြင့်အလောင်းကနေရှာခဲ့တဲ့စားတဆောင်ကိုင်ဆောင်ထားတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။